တွေ FM လေးကိုအားပေးနာရှင်ကြတဲ့ Direction ပြုဝပြုသူများအားလုံးကိုမင်္ဂလာပါလို့ဥစွာပြမလို့ကိုဆက်သားပါရခင်ဗျာကျွန်တော်ကတော့ Fade တွေ FM လေးကအစီအစဉ်တင်ဆက်သူပေါ့တုံများဖြစ်ပါရခင်ဗျာကျွန်တော်ဒီဘက်မှာ Fade တွေ FM လေးရဲ့ interview ခန်းနာမှာတော့ CDM ပူကြီးအောင်မျိုးထက်နဲ့တွေ့ဆုံပြီးတော့ဒေါ်လာ EC နိုင်ငံအခြေအနေတွေကိုမင်းမြန်တင်ဆက်ပြီးသွားမှာဖြစ်ပါရခင်ဗျာဟုတ်ကဲ့ CDM ပူကြီးမင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါ Okay ပါအခုလိုအလုပ်တွေအားမတက်ကြာနေပြီးတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြွာလန်းပြီးတော့ဖြည့်ကြားပေးတဲ့အတွက်ကျွန်တော်တို့ရဲ့ Federal FM Manly Wine to Wine သားများကဥစားပြမကျေးဇူးတင်ရှိပါတယ်လို့ပြောကြားလိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဒီလိုပြကျွန်တော်တို့ရဲ့ Knowledge ပေးပြီးတင်ပါရဟုတ်ကဲ့ပါခင်ဗျာအဲဘိုးကြီးဘက်ကအစင်တင်ဖြစ်ပြီးဆိုတော့ကျွန်တော်ဒီနေ့ interview လေးစလိုက်ပါမယ်ခင်ဗျာဟုတ်ကဲ့ပါဆရာ ပထမဆုံးအနေနဲ့ပေါ့နော်ဒီဘိုးကြီးကိုမေးချင်တာကအကြမ်းမဖက်အာနာဖီဆန်မှု CDN လုတ်ပြီးတော့ပေါ့နော်၄နှစ်ကျော်၅နှစ်အကြာမှာတော်လန်ကြီးအချိုးကွေအမျိုးမျိုးကိုဖျက်ဆီးပြီးရဲ့နောက်မှာပေါ့နော်ဒီပြန်ပြောင်းစဉ်းစားကြည့်တဲ့အခါဒီတော်လန်ကြီးနဲ့ပတ်သက်လို့အဲပေါ့နော်အဲမျောနှင်ထားတဲ့မျောလင်းချက်တွေပြောင်းလဲသွားပြီလားလက်ရှိမျက်မှောက်တော်လန်ကြီးရဲ့အခြေအနေရဲ့ဒီအခြေအနေကပေါ့နော်အဲမျောလင်းခဲကြတဲ့လမ်းခုလက်ကိုရောက်နေပြီလားဆိုတာလေးကနေကျွန်တော်စရအောင်ပါခင်ဗျဟုတ် ဟုတ်ကဲ့ဒါပေါ့နော်ကျွန်တော်ပြမအောင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့အဲမိကုန်းထဲမှာပြောပြပေါ့နော်ညှော်လင့်ထားတဲ့ဒါလန်ခုလက်ကိုကြောင်းနေပေါ့နော်လန်ခုလက်ကိုကြောင်းနေပြီးတော်တော်လေးကျွန်တော်တို့ခီးပောက်ခဲ့ကြရပေါ့နော်ခီးပောက်ခဲ့ကြရဟိုတော်တော်လေးတွားခဲ့ကြရပေါ့နော်အရင်အချိန်တွေကိုကျွန်တော်တို့ကပြန်ပြောင်းစဉ်းစားမယ်ဆိုရင်အရင်တုန်းကအဲကျွန်တော်တို့ကကြုံခဲ့ကြတဲ့အရာဆိုရင်ပေါ့နော်အားလုံးကအစိမ့်သက်သက်ပဲအစိမ့်သက်သက်ပဲပေါ့နော်ဒီစစ် ဒီအားလုံးကဟိုစစ်သားဘဝနေလာတာမဟုတ်ကြဘူးလေနော်အကုန်လုံးကရတားဘဝနေပြီးတော့မှဒါရတားအဲဒီရမ်းမြို့နော်ဟိုမြန်မာပြည်ထဲမှာကိုယ်အလုပ်ကိုအလုပ်ကိုစီပေါ့နော်လုပ်နေကြရတယ်ကိုယ့်ရဲ့ professional အလုပ်တွေကိုလုပ်နေကြရင်လည်းဒီဒေါ်လာကြီးဖြစ်လာတဲ့အချိန်မှာအဲဒါကျွန်တော်တို့စံနှုန်းပြကြရပါမယ်စံနှုန်းပြကြရတဲ့အချိန်မှာအဲဒီစံနှုန်းပြရုံနဲ့ဆင်အောင်လာရှင်ကသူ့ရဲ့အာဏာပေါ့နော်ပြည်သူ့ရဲ့အာဏာကိုဆွန့်ဖယ်သွားမှာမဟုတ်ဘူးဆိုတော့သိရတဲ့အချိန်မှာကျွန်တော်တို့ကြီးပေါ့နော်စံနှုန်းပြခြင်းတွေမှာ တော့ခုလာကြတယ်ဗောတော့ခုလာကြတယ်ဗောသူတို့ပြောလို့ဗောတော့ခုလာကြတယ်ကျွန်တော်တို့လက်နက်ကင်တော်လိုင်းကြီးကိုစတင်ခဲ့ကြတယ်เนาะစတင်ခဲ့ကြတဲ့အချိန်မှာကျွန်တော်ဒီအချိန်လေးကိုကြည့်လိုက်မယ်ဆိုရင်အဲ့အချိန်တော့ကျွန်တော်တို့တွေကဘာဆိုဘာမှမသိတဲ့အချိန်ကြီးဗောเนาะဒါကျွန်တော်တို့ PDF လူငယ်လေးဆိုလည်းဘာလို့ဘာမှမသိတဲ့အချိန်ကြီးကနေပြီးတော့အဆင့်ပြပြင်းနေဗောเนาะ upgrade မြင့်လာနေတာဗောเนาะအဲကျွန်တော်တို့ဒီလက်နက်ကင်တော်လိုင်းကြီးမှာအောင်မြင်မှုတွေဗောเนาะအသိဉာဏ်တွေကိုအများကြီး အခံစားလာကြရပါဘောနော်အခုချိန်ဒီအထိပဲဘောနော်စစ်တပ်အနေနဲ့ဒါမြန်မာနိုင်ငံနိုင်ငံလုံးကိုအပြည့်အဝထိ ंछ ုံနိုင်သေးရမရှိဘူးဘောနော်အသူအနေနဲ့သူ့ရဲ့ဟိုဘောနော်အဲသူ့ရဲ့ဘောနော်ဒီ professional စစ်သားတွေနဲ့တကယ်တမ်းတိုက်တာလားဆိုတော့တကယ်မျိုးတွေတိန်းတာတိန်းတာဘောနော်သူ့ရဲ့ဘောနော်စစ်သားတွေနဲ့တိုက်ခဲ့တာနည်းနည်းပဲဘောနော်တကယ်တမ်းကအခြားနိုင်ငံဘောနော်အင်အားကြီးနိုင်ငံကြီးရဲ့အကူအညီနဲ့ပဲအဲသူတို့ဒီမျိုးတွေကိုရရှိသွားကြတာများတယ်ဘောနော်ရရှိသွားကြတာများတယ် အဲဟိုသူတို့စ조사လို့သူတို့ဟိုပါပြလို့ပေါ့နော်အောင်မြင်ခဲ့တာမဟုတ်ပဲねအဲသူတို့တွေကအခြားဒီတရုတ်နိုင်ငံတို့ပေါ့နော်ရုရှားနိုင်ငံတို့ရဲ့အကူအညီနေနဲ့ပဲဇက်တိုက်နည်းမျိုးတွေပေါ့နော်ပြန်ပြီးတော့ စိုးမှုနေရပါတော့စိုးမှုရတိုက်ခိုက်တယ်ပေါ့နော်သိမ့်ပိုက်တယ်ဒါကိုလုပ်နေစားပေါ့နော်အဲကျွန်တော်တို့ကျတော့ဒီဘယ်နိုင်ငံမှာပေါ့နော်ဘယ်နိုင်ငံကြီးရဲ့မှာအကူအညီမောင်းပါပဲနဲ့ဒါပြည်သူကနေပြည်သူပေါ့နော်ကူညီခြင်းနဲ့မှာကျွန်တော်တို့ကကြော်ဖြတ်ခဲ့ကြတယ်ကြော်ဖြတ်တဲ့အချိန်မှာဒီအချိန်ဒီကိုရောက်ခဲ့ပေါ့နော်ကျွန်တော်တို့ဒီတုံညာနှစ်ပုံစစ်စစ်ရေးအချိန်တွေကိုကြည့်မယ်ဆိုရင်ဒါစစ်တပ်ကလုံးဝပြတ်သုံးတော့မဲ့အချိန်တွေကိုရောက်သွားနော်ရောက်သွားလုံးဝပျက်စီးသွားတော့မဲ့ဒါစစ်တပ်ကြီးတခုလုံးပေါ့နော်နေပြည်တော်ကြီးတခုပဲကျန်တော့မဲ့အနေထားမျိုးတော့မှာရောက်သွားခဲ့တာပေါ့နော်ရောက်သွားခဲ့တာ အာဒါဘောနော်တည်ရကြောင်းမလို့တပတ်နိုင်ငံအင်အားကြီးနိုင်ငံမှာပထမချိန်မှာတော့အာသူ့အနေနဲ့ဘာမှမကူညီဘူးမပါဝင်ဘူးဆိုပြီးတော့ပြောခဲ့ပေမဲ့အာစစ်တပ်ပြတ်သုံးသွားမှာပြတ်သုံးလို့မယ်ဆိုတဲ့အခြေအနေကိုတည်လာတဲ့ချိန်မှာသူ့အနေနဲ့ထဲထဲဝင်ဝင်ပါလာတော့နော်ထဲထဲဝင်ပါလာတယ်အာဒီစစ်တပ်ကိုပေါ်တင်ပေါ့နော်ပေါ်ပေါ်ပေါ်တင်တင်ကိုကူညီလာတာရှိရယ်ပေါ့နော်စစ်တပ်ကြဆုံးတော့မယ်ဆိုတာသိရယ်ဘာလို့ဆိုတော့အာတပတ်အင်အားကြီးနိုင်ငံတွေတော်တော်များများကပေါ့နော်အာပြည်သူတွေကိုသူတို့ကတော်တော်နဲ့ကြည့်ရအောင်မဟုတ်ဘူးလေနော်သူတို့ရဲ့ဟာသူတို့အကျိုးစီးပွား တို့နိုင်ငံရဲ့အကျိုးစီးပွားကိုကြည့်တယ်ပေါ့နော်ဒါဆစ်အောင်နာရှင်နေနဲ့အတူတကွအလုပ်လုပ်ရမယ်ဆိုရင်တို့အနေနဲ့ကအကျိုးစီးရပို့ပြီးတော့ရှိရပေါ့နော်ဒါဟိုပြည်သူကနေပြီးတော့တင်မြောက်တဲ့အစိုးရဆိုရင်တို့အနေနဲ့ဘယ်လိုမှညှိနှိုင်းလို့မရဘူးနော်ပြည်သူကနေပြီးတော့မှဆန္ဒပြမယ်မြစ်ဆုံစီမံကိန်းတို့လိုမျိုးဆန္ဒပြမယ်ဆိုရင်ဒါရပ်လိုက်ရတဲ့အနေအထားမျိုးရှိနေတဲ့အချိန်မှာဒါဆစ်အောင်နာရှင်ကြောင့်အဲ့လိုမဟုတ်လေနော်မြစ်ဆုံစီမံကိန်းလုပ်မယ်လို့ပြောရင်ပြည်သူမလုပ်ပဲဆန္ဒပြပြဆန္ဒပြတဲ့ပြည်သူတွေအကုန်လုံးကိုထောင်လိုက်ထည့်ပြီးတော့နော်တို့အနေနဲ့ဆက်ပြီးတော့ လုံးသွားမယ့်အနေအထားမျိုးရှိရစီမှာတရုတ်ကဒါကိုပြန်ပြီးတော့ဗောနော်ကုညီတဲ့သဘောရှိတဲ့အချိန်မှာဒါကျွန်တော်တို့တွေဗောနော်ဒီမျိုးတွေဗောနော်ဒီဘောတွေဗောနော်ဒါမျိုးတွေသူတို့တွေပြန်ပြီးတော့သိမ့်ပိုက်လာနိုင်တဲ့အနေအထားမျိုးရှိတယ်ဗောနော်ပြောစင်တာသူတို့ရဲ့ဗောနော်စေအားသာချက်ကြောင့်လည်းမဟုတ်ဘူးအာဒါစစ်တိုက်တဲ့အရေးချင်းကြောင့်လည်းမဟုတ်ဘူးဗောနော်ဒါတစ်ဖက်နိုင်ငံကုညီကြောင့်မလို့ဖြစ်လာဗောနော်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ဒီဘက်မှာကြည့်မယ်ဆိုရင်ဒေါ်လာရေးတက်ဖွဲ့ရဘယ်နိုင်ငံရဲ့ဘယ်နိုင်ငံကြီးမှရဲ့အကူအညီလည်းမပါဘူး ဘယ်သူတွေရဲ့ဤပညာပံ့ပိုးမှုလည်းမပါဘဲနဲ့ကျွန်တော်တို့ဒါလှုပ်ဆောင်ခဲ့ကြရပါတော့လူငယ်တွေရဲ့စွမ်းရည်တွေပေါ့နော်စွမ်းရည်တွေသူတို့ရဲ့လ ీల မှုတွေနဲ့ဟိုနော် drone တွေပါလေဆိုကျွန်တော်ဝယ်ကြရတာမလို့နော်ကိုယ်တိုင်လှုပ်ကြရတယ်။ channel စလနဲ့ပစ္စည်းတွေစက္ကရိယာတွေနောက်ပြီးကျဤပညာတွေအားစားပါတော့တော်တော်များများဆဆကိုလုံနိုင်ကြတဲ့အချိန်မှာပေါ့နော်အဲဒီ Vasio Tuesday နောက်ပိုင်းမှာတော့မှတော်တော်လေးကိုအောင်မြင်မှုရရှိခဲ့တယ်။အမှန်ရရှိခဲ့။အာဒီအချိန်လေးကိုကျွန်တော်ကြည့်မယ်ဆိုရင် တပြည့်နိုင်ငံတွေကသူတို့ဘလောက်ကြာစီကူညီနိုင်မှာလဲပေါ့နော်ဒီစီပေါ်ပါ့စစ်တပ်ကဘလောက်ကြာစီကူညီနိုင်မှာလဲဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ပေါ့နော်အဲကျွန်တော်တို့အနေနဲ့ကကြာတော့တုံညာကနေစတကယ်တယ်နော်အဲအခုဆိုရင်ကျွန်တော်တို့ရာဂိုင်နှုန်းအပြင်ပေါ့နော်တရားရာဂိုင်နှုန်းနောက်တော့မှာကတ်လာတဲ့အနေအထားမျိုးမှာပေါ့နော်အဲသူတို့အနေနဲ့ပြန်ပြီးတော့ထိုးစစ်စစ်တဲ့အချိန်မှာအခုချိန်ကိုကျွန်တော်ကဒီအချိန်မျိုးကြည့်မယ်ဆိုရင်50 50ရာဂိုင်နှုန်းပေါ့နော်50ရာဂိုင်50ရာဂိုင်နှုန်းကိုပြန်ပြီးတော့ရောက်ရှိလာရောက်ရှိလာ အဲ့ဒီလိုမျိုးရောက်ရှိလာတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့အနေနဲ့ဒါအဲ့တွန်းတွန်းတက်တိုက်နေပေါ့နော်ပြန်ပြီးတော့အခုဆိုရင်ကျွန်တော်ပြောနေကြရှိပါတယ်ကျွန်တော်တို့ဘာလဲဆိုတော့တက်ပေါင်းစုတွေဖွဲ့ကြပါပေါ့နော်တက်ပေါင်းစုတွေဖွဲ့ကြပါလို့ပြောနေတဲ့အားမှာပါတကယ်တမ်းဖွဲ့စည်းနိုင်နေဆိုရင်ဒါမလွယ်ဘူးပေါ့နော်တက်ပေါင်းစုဖွဲ့လို့ဆိုတော့မလွယ်ပါဘူးတယောက်နဲ့တယောက်နဲ့ကအများကြီးပေါ့နော်ပေးဆက်တာတွေနင်းနာခံတာတွေပေါ့နော်အများကြီးရှိနေတယ် အဲ့အဲ့လိုမျိုးဖွဲ့ပြီးတော့ဒါတကယ်တမ်းတိုက်မယ်ဆိုရင်ကျွန်တော်ဒီ90ရာခိုင်နှုန်းကနေပြီးတော့ပြန်ပြီးတော့ကျော်လွန်လာနိုင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဆိုရင်တော့ခဏပေါ့နော်အဲဒီတော်လန်ရေးကတပတ်ပြန်လည်အဲ့လိုမှကျွန်တော်တို့ဒီမာနာတွေနောက်ပြီးတော့ဟိုဝါဒတွေပေါ့နော်ဒါတွေကိုအချမ်းချမ်းမနေနိုင်နိုင်ဘူးဆိုရင်တော့တော်လန်ရေးကဟိုရင်တော့လည်းပဲတပတ်ပြန်လည်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ထင်ပါတယ်ဟိုအားလုံးကတော့ဒါစောင့်နေရှင်တို့အဆုံးထိတိုက်မယ်ဆိုပြီးတော့ရည်ရွယ်ထားတဲ့သူတွေဖြစ်တဲ့ကြောင့်ပေါ့နော်တနေ့နေ့ချင်းပေါ့နော်ဒါညီနိုင်နိုင်မယ်ဆိုကျွန်တော်တို့ ယုံကြည်ရပါတော့ယုံကြည်ရဒါကြောင့်မလို့ဒီဒေါ်လာကြီးကဟိုအရင်ပေါ့နော်ဒေါ်လာကြီးတွေတို့ကျွန်တော်တို့ဒီဟိုနော်တပတ်လည်သွားခြင်းမျိုးမဟုတ်ဘဲနဲ့အဆုံးထိတော့သွားနိုင်တဲ့ဒေါ်လာကြီးဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့ယုံကြည်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါအဲကျွန်တော်တို့ဆက်ပြီးတော့မိပြားစီပေါ့နော်ဆောနာလည်းဒီမိကုံးမာတွေမဲ့တော်တော်များများဖြီးသွားခဲ့ပြီးပြီဆိုတော့ခက်ကြတော့ဒီမကြခင်မှာပေါ့နော်စစ်ကော်မရှင်ကနေပြီးတော့ရွေးကောက်ပွဲကိုပေါ့နော်မဖြစ်ဖြစ်အောင်ကျင်းပရမယ်လို့ကျွန်တော်တို့ကြွေးကြော်ထားတာတွေ့ရပါတယ်ဒီ ရွေးကောက်ဖွဲ့အမြန်ကျင်းပပြီးတော့ဟန်ပြအမြီကံပေါ့နော်အရသာအစိုးရဖွဲ့ပြမှာတော့ညင်းမရတဲ့အချက်ပါပဲပေါ့နော်ကျွန်တော်တို့သိချင်တာကဒီရွေးကောက်ဖွဲ့ရဲ့နောက်ွယ်ကစီးရွေချက်ကဘာတွေဖြစ်မလဲပေါ့နော်ဒါတွေလည်းဒီတလောက်ကျွန်တော်တို့အဲဝင်ပြပါဦးခင်ဗျာဟုတ်အော်ကျွန်တော်တို့ကနော်ဒီတထဲမှာရှိနေတဲ့ကအချိန်တော့ဆိုရင်တို့အများပြောတော့ပေါ့နော်အခုအချိန်ကြီးလေးတို့ပြောနေရန်ကုန်ဆိုးရဆိုတဲ့ကိစ္စအရင်ပြောတယ်ပေါ့နော်ရန်ကုန်ဆိုးရနေပြီးတော့မှတိုက်ထုတ်ရတဲ့အချိန်မှာပေါ့နော်နောက်ဆုံးမှာ အာအစ်စင်မျိုးတော့ကြာပြီးသွားတဲ့အချိန်မှာပေါ့နော်သူတနိုင်ငံလုံးပြန်ပြီးတော့ထိန်းချုပ်နိုင်တဲ့အနေအထားမျိုးရှိရဲဆိုပြီးတော့ဒါတထဲမှာစစ်တီတော်တော်များများတော့ဝါရဖြန့်ထားကြတယ်နော်အခုချိန်နေရာလည်းဒီလိုပဲပေါ့နော်ဝါရဖြန့်ထားရဲ့အချိန်ချိန်မှာပေါ့နော်ဒါအနိုင်ရမယ်ပေါ့နော်အနိုင်ရလိမ့်မယ်ဘာမှမဖြစ်ဘူးအခုချိန်မှာကဟိုတိခန့်ထားပေါ့နော်တိခန့်ထားတဲ့မျိုးတွေပြောနေကြတာရှိရဲပြီးကြတယ်သူတို့ကတက်တင်းမှာလည်းတော်တော်များများပေါ့နော်အခုချိန်ဒီမှာအာသူတို့ပြောနေကြတာရှိရဲပေါ့နော်ဘာလဲဆိုတော့ အခုကာလမှာတို့အနေနဲ့တိုက်ပွဲတွေဆင်နွှဲနေရတယ်ပေါ့နော်ဆင်နွှဲနေရတယ်ဒီ၃နှစ်၄နှစ်လောက်ရှိပြီလေနော်ရှေ့တန်းမှာလေအခုကျွန်တော်တို့အာစပြီးတော့ဒီလနဲ့အကင်တွန်လိုင်းစတင်ကလေးကတို့ရှေ့တန်းနေသွားနေရဒီမတိုင်ခင်မှာလေတက်တီးရပေါ့နော်ရှေ့တန်းတွေကိုရောက်နေကြတယ်ရှေ့တန်းတွေရောက်နေတဲ့တက်တီးကဟိုတွန်လိုင်းကာလကြီးလေးရောက်လဲရောက်ကိုတို့မှမပြန်ရအောင်ပေါ့နော်စတိုက်တွေအဲသွားနေကြတာရှိရပေါ့နော်အဲ့လိုမျိုးအနေထားမျိုးမှာတို့ကဒီတက်ထဲမှာပြောလဲဆိုတော့အဲဒီရေကောက်ပဲပြီးသွားရင်ဒါပြန်ပြီးတော့အနာပြိမယ်ပေါ့နော်စတိတွေပြန်အနာပြိမယ် ဲစစ်တီပြန်လာပြီမယ်ဒီတိုက်ပွဲဆိုလည်းရှိလာမှာအဲမဟုတ်တော့ဘူးကောနော်ဒါရသားဆွေရတက်လာတဲ့အချိန်ညာအေးလူလူနဲ့ပေါ့နော်ဖြစ်သွားလိမ့်မယ်ဒါ NC ပုံစံမျိုးပေါ့နော်ဒါငင်းငင်းဆွေးနေကြမယ်ပေါ့နော်ဆွေးနေကြပြီးသားရင်အချိန်တစ်ခုရောက်ပြီဆိုရင်တို့အနေနဲ့အဲဒါဒီနိုင်ဆွေးနေမှုလမ်းကြောင်းပေါ်ပဲရောက်လာမှာပဲပေါ့နော်ဒီလိုမျိုးတို့ကအမြဲတမ်းအဲပြောကြတာရှိရပေါ့နော်ဒီဘလောက်ပဲတော်လန်ကြီးလို့လို့ဇွဲပိုင်းမှာတစ်ချိန်ချိန်မှာရောက်လာလိမ့်မယ်ပေါ့နော်အချိန်ချိန်မှာရောက်လာလိမ့်မယ်ဒါကြောင့်မလို့မင်းတို့အနေနဲ့တောင်းခံတာပေါ့နော်တောင်းခံတာ ဒါရေကောက်ပဲပြီးသွားပြီဒါရေသားဆေးရတက်လာပြီဆိုရင်တော့တို့အနေနဲ့ဒါလုပ်မယ်ပေါ့နော်ထောင်ခါတာကြီးဖိတ်ခေါ်တာကြီးပေါ့နော်အရင်ဥသိန်းစိန်ဆိုးရလက်ထက်တော့လည်းဒီလိုမျိုးပဲလုပ်ခဲ့ရတယ်နော်အဲအဲ့လိုမျိုးပုံပုံကတော့လုပ်မယ်ဆိုပြီးတော့ဒါရည်ရထားကြတာရှိရပေါ့နော်အဲတစ်ဖက်မှာလည်းတို့ရဲ့ဒါဆေးအီမန်ဂျာကတော့အခုပေါ့နော်တို့ရေကောက်ပဲလုပ်မယ်အမျိုးကြီးပေါ့နော်ရေကောက်ပဲလုပ်မယ်လို့ကြေညာထားတဲ့မျိုးကြီးကိုတို့ရောင်းအောင်ပြီမယ်ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်တို့ချီလင်းချီမြန်တက်တွေကိုရန်စုံလှုပ်ပြီးတော့မှာ လေချောင်းကလိုက်တာပေါ့နော်အခုကျတော့အဲ့လိုမဟုတ်တော့ပေါ့နော်လေချောင်းကအရင်ဆုံးရှေ့ကနေပြီးတော့သွားခိုင်းနေအဲဘုံတွေကျဲတယ်ပေါ့နော်မြို့တွေရွာတွေကိုအဲဘုံတွေကျဲတယ်ပြည်ပြည်သူလူထုတွေအကုန်လုံးကိုပါလဲဆိုတော့သူတို့ရဲ့ရေကောက်ခွေနေပြီပေါ့ပြောမယ်ဆိုရင်သူတို့အုပ်ချုပ်ခွင့်ရနေတဲ့နေမြေတွေကိုစပေးရှောင်စေခြင်းတယ်ပေါ့နော်စပေးရှောင်စေခြင်းတယ်ဟာဟိုပြောမယ်ဆိုရင်ဒီတော်လိုင်းရေးအဖွဲ့တွေစုမိုးထားတဲ့နေမြေကိုနေမြေမှာစစ်ဆောင်နေအဲဒီဒီရယ်ဆိုရင်ဒါ တော်လိုင်းကိုအားပေးတာပဲပေါ့နော်တော်လိုင်းအားတာဒါပြည်သူ့ဘဝရေးတပ်ဖွဲ့တွေပဲဆိုပြီးတော့အဲ့လိုမျိုးသဘောနဲ့ပေါ့နော်သူကရှိသမျှဟိုဒါဘုံကျဲတိုက်ခိုက်ရယ်ပေါ့နော်သူတို့ရဲ့ဒီစကားကလည်းရှိတာဟုတ်ဘာလို့ဆိုတော့အဲဘာမှဖြစ်ဘူးလူမကြံလည်းဘာမှဖြစ်ဘူးမြို့မကြံလည်းဘာမှဖြစ်ဘူးမြေကြံရတယ်ပေါ့နော်ဒီမနိုင်ငံတွေကဖွဲ့ထွက်သွားရဲ့မြေကြံရပြီဘုံသာကျဲဘာမှဖြစ်ဘူးဆိုရယ်အဲ့လိုမျိုးသဘောတရားတွေပေါ့နော်အခုလက်ရှိကာလမှာလည်းစစ်ဘုတ်ချုပ်တွေတော်တော်များများရဲ့အတွင်းထဲမှာဒီအိုင်းပဲပြောတာပေါ့နော်ဒီအိုင်းပဲပြောနေကြမြေကြံရပြီအဲမင်းတို့လည်းရောင်းအောင်တိုက် ်ရှေ့ကနေပြီးတော့မှဘုံကျင်းမယ်မင်းတို့ကနောက်ကနေပြီးတော့မှနေသိမ်းပါနော်ဒီလိုမျိုးပုံစံမျိုးနဲ့သူတို့ကဆက်တိုက်ပေါင်းနေကြပါနော်ပေါင်းနေကြအဲပြီးရင်ပေါ့နော်ရှေ့ကပြောသလိုပဲသူတို့အနေနဲ့ဒီယူကော့ပဲပြီးသွားပြီဆိုရင်တော့ဒါမိသားစုတွေနဲ့ပြန်တွေ့ရမယ်ပေါ့နော်ဒီစစ်တီတွေကပြန်တွေ့ရမယ်ဒါကြောင့်မလို့ဒီမျိုးတွေကိုရောင်းအောင်လို့တိုက်ပေါ့နော်ဒီလိုမျိုးပြောထားတာရှိတယ်နောက်တစ်ခုကဆိုတော့သူတို့အနေနဲ့မလုံးပေးထားတာပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်တို့အာတိုက်ပွဲကြီးဖြစ်သွားတဲ့အချိန်မှာတိုက်ဆုံသွားမှသာပေါ့နော်တိုက်ဆုံသွားမှသာတစ်စင်းမြင့်ဇာတ်လူတွေ ပေးကြတာရှိရပေါ့နော်အခုကျတော့သူကအဲ့လိုမဟုတ်ဘူးနော်တိုက်ခိုက်ရင်းနဲ့ဒီမျိုးတမျိုးရရဆိုရင်ဒါဝယ်လူပုံလူတွေပေးရပေါ့နော်နောက်ကျတော့အဲ့အဲ့ကနေပြီးတော့မှာပေါ့နော်ကြာဆုံးသွားတယ်ဆိုရင်အကြောင်းမျိုးကြောင့်ကြာဆုံးသွားတယ်ဆိုရင်အဲဘူကြီးစင်တော်မှာပေါ့နော်ဘူမှုစင်တော်ဆိုရင်တော့မှာဒါဇာလူတွေကိုတိုးပြရပေါ့နော်ဒုတိယဘုံကြီးစင်တော်ကြီးကိုတိုက်ရိုက်တိုးပြရပေါ့နော်20မြေရာလို့20မြေတော်မှာပေါ့နော်20မြေရာလို့ပြီးပြီးတော့ဒါဆွဲလာရရှိတယ်ဒါလောလောဆယ်မှာပဲကျွန်တော်တို့ဒါလာစာတွေရိတ်ခါတွေပေါ့နော်တိုးပြရတယ်ရှိတယ် အဲသူတို့ပြောတဲ့ဒီအတွင်းထဲမှာပါပေါ့နော်အဲရသောဆွေရတက်လာတဲ့အချိန်မှာအရင်ပေါ့နော်ကျွန်တော် NLD ဆွေရတက်လာတဲ့အချိန်မှာဥသိန်းစိန်ဆွေရလို့ပေါ့နော်ဒီလစာရင်တိုးပေးခြင်းမရှိဘူးပေါ့နော်မရှိဘူးအဲမင်းတို့မကြည့်ဘူးပေါ့အဲစစ်သားတွေမကြည့်ဘူးပေါ့မတို့ဒီစတက်နဲ့ပါတနာဖြစ်တယ်ပေါ့နော်စတက်နဲ့တားစားတာဖြစ်တယ်ပေါ့နော်ပါတီရတာမင်းတို့ကိုပြန်ကြည့်မယ်ဆိုပြီးတော့ပေါ့နော်ဒီအတွင်းထဲမှာအာစီးလုံးနေကြပါနော်စီးယုံနေကြတာအဲဒါကြောင့်မလို့ကျွန်တော်တို့က အာဒီရေကောက်ပဲပြီးသွားရင်လည်းဘာဖြစ်လာမလဲဆိုတော့ဗျာရေကောက်ပဲပြီးသွားပြီဆိုရင်လူတွေကအာတချို့ဘသောသူတွေကဗျာအခုတော့မှဒါပေါ့ပေါ့လေးတွေပေါ့ပေါ့လေးနေရတဲ့သူတွေလည်းအများကြီးရှိနေပတ်ပြီးနေမှာအာတော်လည်းရေးလဲမှာမပါဘဲနဲ့ဗျာအဲ့လိုမျိုးနေရတဲ့သူတွေလည်းရှိတယ်ဆိုတော့လည်း UG အကြောင်းမလို့ဗောနော UG လုံးနေရအကြောင်းမလို့ဒီရဲနဲ့မှာနေရတဲ့သူတွေလည်းရှိတယ်ဗောနော်ဒါပေမဲ့ရန်ကုန်တုန်းအဖြစ်ချက်မယ်ဆိုရင်အာခုနပေါ့ပေါ့လေးတွေပေါ့ပေါ့လေးနေရတဲ့သူတွေကလည်းများလာအများလာအာ အဲ့လိုမျိုးအခြေအနေမျိုးရှိတဲ့အချိန်မှာတို့ကလည်းဒါကိုတွေးရပါတော့တွေးရဒီ Yugo ပဲပြီးသွားပြီးအဲရသာဆွေရတက်လာမယ်ဆိုရင် AC ဖြစ်သွားပြီနော်ဒီသူတွေကလည်းနေင်းချမ်းနဲ့ဖြစ်သွားလိမ့်မယ်ပေါ့နော်တို့တို့ရဲ့အတွေ့အကြုံအဲ့ဒါပြီးသွားပြီဆိုတော့ဘာလဲဆိုတော့ပြည်သူတွေကအရင်တုန်းကလိုနော်အရင်တုန်းကလိုပဲကျွန်တော်တို့ကလည်းဆိုတော့အဲကချင်ပြည်နယ်ကိုပဲတိုက်တိုက်ရခိုင်ကိုပဲတိုက်တိုက်အားပေးကြမယ်ပေါ့နော်တို့စစ်သားတွေကိုအားပေးကြမယ်ဆိုတော့တို့က မျောလင့်ထားဖို့ရတယ်ပေါ့နော်မျောလင့်ထားဖို့ရတဲ့ကြောင့်စီရီအလုတ်ခက်ကောင်နော်ကျွန်တော်တို့ရွေးကောက်ပေးပြီးသွားပြီဆိုရင်ကျွန်တော်နှစ်ချက်တွေးရမှာပေါ့နော်သူ့အနေနဲ့ဒါငင်းငယ်ဖိတ်ခေါ်ဆွေးနွေးတာတွေလို့ငင်းငယ်ဖိတ်ခေါ်ဆွေးနွေးတာလုပ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ပါရဲမောင်နော်တရားရည်အောင်မယုံကြည်မှုတွေဖြစ်အောင်သူကလုတ်တော့မောင်နော်ဗီဒီယိုပေးပွဲရတော့ငင်းငယ်ကြီးဟိုဆွေးနွေးပြီးတော့ပါပြီပေးပွဲရတော့အလင်းဝင်လာပါပြီဆိုတာမျိုးတွေသူကအတွင်းထဲမှာအတွင်းစီးထဲမှာနေမယ်ကျွန်တော်တို့ရဲ့ဒီတော်လိုင်းအတွင်းစီးထဲမှာတရားရည်တရားမယုံကြည်အောင်တရားနဲ့တရားပေါ့နော်အာဟို ပြည့်လို့ပြည့်စီပေါ့တစ်ခွက်နဲ့တစ်ခွက်ကိုပြည့်လို့ပြည့်စီဖြစ်အောင်လို့ကျွန်တော်လုပ်မယ်ပေါ့နော်လုပ်မယ်အဲတချို့သောဖွဲ့တွေပေါ့နော်ယုံကြည်မှုမရှိရဲ့ပေါ့နော်ယုံကြည်မှုအာအားနေတဲ့ပေါ့နော်အားနေတဲ့သူတွေခံယူချက်ယုံကြည်ချက်ပေါ့နော်အားနေတဲ့သူတွေကလည်းဒါစစ်တပ်ရဲ့ပေါ့နော်ဒါရွေးကြော်ဒီခေါ်ရဲဟောင်းပေါ့နော်ငင်းငင်းခေါ်ရဲဟောင်းသူတို့အော်သွားရင်လည်းသွားလိမ့်မယ်နော်သွားတဲ့အချိန်ကျရင်ဒါကျွန်တော်တို့အချင်းချင်းပေါ့နော်ဒါစီလုံးမျိုးတွေပြတ်မယ်နောက်ပြီးကျရင်ဟိုစိတ်ဓာတ်တွေကျလာမယ်နော်အဲ့လိုမျိုးအချိန်တွေကိုသူကဖန်တီးလိမ့်မယ်ဖန်တီးပြီးဆိုရင်သူကမလုပ်မလဲဆိုတော့ခုနကသူတို့ အင်အားတွေစုထားတဲ့စစ်မှုထမ်းနော်ပတ်စာတွေဂျန်တဲ့သူတွေရဲ့တန်တီစစ်တီပေါ့နော်ပြီးရင်လက်ယုံတက်ဖွဲ့တွေမှာရှိတဲ့သူတွေနဲ့ကျွန်တော်တို့ဟောပါပေါ့နော်တန်းသောနေမြေတွေပြီးရင်ကျွန်တော်တို့စုမှုတဲ့နေမြေတွေကိုပေါ့နော်အင်အားကုန်ပေါ့နော်သူတို့ပြီးကုန်ရမ်းကုန်ချလိုက်မယ်ဒါကြောင့်မလို့အာနှစ်ခုပေါ့နော်ငင်းငင်းဆွေးနွေးတဲ့ကလန့်မှုတွေလည်းလာနိုင်တယ်လို့နောက်တစ်ခုကကျတော့ပြင်းပြင်းထန်ထန်နဲ့ပေါ့နော်ကျွန်တော်နေဆက်တွေဒီရောက်အောင်နော်ဒိုးစစ်အစင်လာနိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရကျွတ်တင်ပြင်ဆင်မှုတွေအများကြီးလှုပ်ထားဖို့လိုတယ်လို့ကျွန်တော်တို့မြင်မိရပြဟုတ် โอเคပါဒီစေအောင်စုအတွက်ပေါ့နော်အရေးပါတဲ့အင်အားလို့ပြောအပြောလို့ရတယ်ပေါ့နော်စင်ပုထန်းတဲ့ဒီသူစစ်အလိုခေါ်တဲ့ပြူစောထီးတွေရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်မေးပြစီပါခင်ဗျာဒီစစ်တဲ့ရဲ့အင်ဟာအင်အားပေါ့နော်ကျွန်တော်တို့စင်မှုတန်ဥပဒေနဲ့ပေါ်တာဆဲတာတွေကြောင့်အင်အားကြီးထားလာနေတယ်လို့ကျွန်တော်တို့ကမြင်ပါတယ်အခုရွေးကောက်ပွဲကိုအကြောင်းပြုပြီးတော့ထိုးစစ်စင်တွေရဲ့ပေါ့နော်ထိုးစစ်ဒီထိုးစစ်တွေ အဲစီအတာစီရမှုတွေမှာပေါ့နော်သူတို့ရဲ့အခမ်းအနားတွေကဘယ်လောက်ထိအရေးပါတယ်လို့မြင်မိပါလဲခင်ဗျာဟုတ်ဟုတ်ကဲ့အော်တက်ခဲ့အခုပေါ့နော်လုံနေတဲ့ဟာကနီးပညာတွေဘာတွေကအဓိကမဟုတ်ဘူးကွာသူကလူကအဓိကလိုအပ်နေပါတော့လိုအပ်လို့လေသူကဒီပါပြည့်စစ်မှုတဲ့ဥပဒေဆိုတာကြီးကိုဒါပြောင်းထန်းခဲ့တာနော်ပြောင်းထန်းပြီးတော့မှအတင်းအမောက်ဘူးနော်ဒီမငိမ့်သက်တဲ့မငိမ့်ချမ်းတဲ့အခြေအနေကအခြေအနေကြားထဲမှာတော့မရမကောက်ဘူးနော်ဒီဥပဒေကြီးကိုအသက်သွင်းနေအသက်သွင်းပြီးတော့အာဒါလူငယ်တွေကို တော်တင်းနေမှာအခုကျွန်တော်ရခိုင်ပြည်နယ်မှာရှိဖြစ်ဖြစ်ကြားပြည်နယ်မှာဖြစ်ဖြစ်ပေါ့နော်ဟိုဒီကင်းပြည်နယ်မှာဖြစ်ဖြစ်ဒီပတ်စာတွေပေါ့နော်ထိတ်ဆုံးကနေပြီးတော့မှအခြေတက်ခိုင်းနေခြေတက်ခိုင်းနေခြေတက်တဲ့ကြောင့်မို့ဖန်စီရမိတဲ့သူတွေပဲကြီးကြီးပေါ့နော်ထိတ်ဆုံးတဲ့သူတွေပဲကြီးကြီးတော်တော်များများဒီပတ်စာတွေပဲများရဲပေါ့နော်ဒီပတ်စာတွေကိုကြီးပဲတိုက်ခိုင်းတာတိုက်ခိုင်းရုံနဲ့မကောက်ဘူးလားဒီပတ်စာတွေဒီပြည်သူ့စစ်မှုရဲ့ဥပဒေနဲ့ဝင်လာတဲ့လူငယ်တွေကိုအကြောက်တရားတွေရိုက်သွင်းနေနောက်ဆုံးပေါ့နော်အာဒီမွေးစည်းဘွားတွေပေါ့နော်ကျွေးမွေးပြီးတော့ပေါ့မှာ တိုက်ခိုင်းတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အဲနောက်ဆုံးပေါ့ဒီမွေးစေဝါမရတော့ဘူးဆိုရင်ယူကြောင်မွေးကြောင်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အခြေအနေကြည့်အောင်မလုပ်ပြီးတော့ပေါ့နော်ဒါတိုက်ခိုက်ခိုင်းတာရှိတယ်ဒါကြောင့်မလို့ဟိုဘာဖြစ်ရောနော်သူတို့မှာကပထမချက်ပေါ့နော်သူတို့လက်နက်အင်အားကတော့ဘယ်လိုဖြစ်ဖြစ်ရှိရပါတော့သူတို့ကြိုက်တယ်လို့ပေါ့နော်စေယုံငားနေပြီးတော့မှထုတ်လို့ရတဲ့နေသားမျိုးရှိရပါတော့အဲခဲရင်အင်အားလည်းဒီလိုပဲပေါ့နော်သူတို့ရဲ့စေယုံနေရနေပြီးတော့ထုတ်တယ်နောက်ပြီးကျတော့နိုင်ငံသားနေပြီးတော့ဝယ်မယ်ဆိုလည်းသူတို့မှာဘန်နာရေးရှိရပါတော့ဒါလည်းဆိုတော့သူတို့မှာဘိုးဘန် ကနေငွေရိုက်ထုတ်နိုင်တဲ့အနေအထားမျိုးရှိရပေါ့နော်။ပြည်နိုင်ငံသားငွေတွေကိုလည်းကန့်သက်ထားတယ်၊ထိန်းချုပ်ထားတယ်ပေါ့နော်။ဒီထဲမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေတော်တော်များများအောင်လည်းသူတို့ကထိန်းချုပ်ထားတဲ့သဘောရှိနေကြမှာ။ဘန်နာရေးရောပေါ့နော်။လက်နက်ကောသူတို့မှာကတာလွန်နေပေါ့နော်။တာလွန်နေများတယ်။ဒါပေမဲ့သူတို့မှာလိုအပ်ချက်ကပါလဲဆိုတော့လူရင်းရအောင်။လူရင်းရလိုအပ်ချက်ရှိတယ်။ကျွန်တော်တို့တက်တုံညာနှစ်ခုတော့ရှိရအာဒီ2020နှစ်ပေါ့နော်။အလွန်ကာလတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီအချိန်မှာသူတို့တော်တော်လေးကိုလူရင်းရပြောမှုတွေတော်တော်များပါတယ်။ ကျွန်တော်တို့ဒီသတင်းဌာနတွေမှာကြည့်လိုက်ပြီဆိုသူတို့ရဲ့တည်ဆုံးမှုတွေကပေါ့နော်အာတကယ်တမ်းပေါ့ဟိုသတင်းဌာနတွေမှာတင်တဲ့ဟာ12ယောက်ဆိုကျွန်တော်တို့ကဟိုတဝက်ချိုးချလိုက်ပေါ့နော်6ယောက်လောက်နဲ့ပဲကျွန်တော်တို့တွက်မယ်ဆိုရင်တော့မှသူတို့ရဲ့တည်ဆုံးမှုတွေကမနေဘူးပေါ့နော်မနေဒါတွေပါတီဖို့အတွက်ကိုကျွန်တော်ဒီလိုစံမှန်ဥပဒေကိုပြောင်းထန်းနေပေါ်တယ်အဲ့တော့အပြင်ကိုသူတို့တွေရဲ့ပေါ့နော်အရင်တော့ပြူစောတီဆိုတာပေါ့နော်ပြူစောတီဆိုတာကျွန်တော်တို့တွေအဲပြည်သူစစ်တွေပေါ့နော်ပြည်သူစစ်တွေကဌာနေပြည်သူစစ်တွေဆိုတာအရင်ကတည်းကရှိရေပေါ့နော်ဒါရင်သောတပ်ဖွဲ့တွေကို ဒါလည်းနဲ့တက်ဆင်ပြီးတော့ဗောနော်သူနဲ့မြေသူ့ဘာသူအုပ်ချုပ်ဗောနော်အဲဒီလိုမျိုးပုံစံမျိုးနဲ့ဌာနပြည်သူစစ်ဆိုတာရှိတယ်ဗောနော်ဌာနပြည်သူစစ်အပြင်ကိုဆိုတာပြူစောတိဗောနော်နည်းနည်းလေးအဲဒီရက်ကွက်မှာနည်းနည်းအာနာရှိရဲ့လူဘယ်သူရှိတယ်ဗောနော်ဘယ်သူရှိလဲအာဒီရက်ကွက်မှာနည်းနည်းလေးဇောင်းကြဗောနော်အဲဖြစ်နေရသူတွေဘယ်သူရှိလဲဗောနော်အဲ့လိုမျိုးရှိရသူတွေဆိုတာကြည့်ပြီးတော့အဲ့လူတွေကိုဆိုတာလူစိုးလူမိုက်တွေကိုဗောနော်လည်းနဲ့တက်ဆင်ပေးလိုက်တယ်အဲလည်းနဲ့တက်ဆင်ပေးရနေရမှာလဲဒါတကယ်ကောင်းတဲ့လက်နက်မဟုတ်ဘူးဗောနော်သူတို့စီကပြန်ပြီးတော့ အာတုံးမှလောက်ကြရဲအကြလက်နဲ့နေပေါ့နော်ဒါကြီးနှစ်ခါလောက်ပြစ်ပြီးသွားရင်တော့ချမ်းဖြစ်တဲ့တနက်တွေဒါကြီးပေးလိုက်တယ်ဟိုကလေးဟိုနည်းနည်းစစ်တင်တန်းလေးပေါ့နော်နှစ်လောက်လောက်ပေးလိုက်ပြီးကြမှာကင်ခိုင်းတဲ့ချိန်မှာတနက်လေးရောက်တဲ့ချိန်ကျတော့တို့တွေရောနည်းနည်းမြောက်ကြမြောက်ကြပေါ့နော်ဖြစ်ပြီးတော့ရက်ွက်ထဲမှာပေါ့နော်အရင်အထက်ပို့ပြီးတော့စိုးလာပေါ့နော်စိုးလာတယ်ဒါကိုလည်းတို့ကမသိကြအောင်စောင့်နေပေါ့နော်တို့ပေါ့တို့အာဓမြပဲတိုက်တိုက်ဖိုးပဲခိုးခိုးပေါ့နော်အာစစ်တပ်နေတဲ့သူ့အနာဒီမြေကြီးအတွက်ပေါ့နော်ဒီလူတွေကိုသူကလွတ်ပေးထားတာရှိတယ် အဲဒါရီကသူတို့အတွက်ပေါ့နော်အရန်ကိုဟိုထိရောက်တယ်ပေါ့နော်ထိရောက်တယ်ဒီလိုမျိုးလူသူလူမိုက်တွေတပိုးဂျမိုးတွေကိုနော်လက်နက်တက်ဆင်ပေးလိုက်တဲ့အချိန်မှာသူတို့အများကြီးအထိရောက်တယ်ပေါ့နော်အခုလိုပေါ့အဲရှေ့ကနေပြီးတော့တိုက်ခိုင်းသူလည်းတိုက်တယ်ပေါ့နော်လာစားမရလဲဘာမှမဖြစ်ဘူးလို့လာစားမပေးနိုင်အောင်ဒါမှမဟုတ်ကိုယ့်အကူရှာစားပေါ့နော်ရှာစားဆိုတဲ့သဘောမျိုးနဲ့သူကလွတ်ပေးထားတယ်ပေါ့နော်အဲကြတော့ဓမြတိုက်တာတွေအဲဂျန်နဲ့ပေါ့နော်ကိုတော်ဝတ်တာတွေကိုစိတ်ကြိုက်ပေါ့နော်လုံးလို့ရတယ်ပေါ့နော်စိတ်ကြိုက်လုံးလို့ရတယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ပေါ့နော်သူကလုံးထားတယ်ပေါ့နော်လုံးထားအချိန်မှာ အာသူတို့အနေနဲ့ဒီရက်ရွာတွေနော်ရက်ရွာတွေသူတို့လှည့်ကြည့်စရာမလိုတော့ဘူးနော်မလိုတော့ဘာလဲဆိုတော့ခုနကဟိုပြူစောတိနေနေပဲသူကလွတ်ထားပေးလို့ရတယ်နော်နည်းနည်းအဲဒီတဆိတ်တဆိတ်လောင်းနဲ့သူတို့စစ်တပ်ကရှိရတဆိတ်တဆိတ်လောင်းနဲ့တွဲထားပြီးတော့အဲဟိုကောင်းတွေကိုလှုပ်ချနိုင်လှုပ်ခွင့်ပေးတဲ့အချိန်မှာသူတို့အနေနဲ့ဒီရက်ရွာကိုချုပ်မှုလှည့်ကြည့်စရာမလိုတော့လှည့်ကြည့်စရာမလိုတဲ့အချိန်မှာသူတို့ကဘေးဟာကိုသွားပြီးတော့အဓိက ဘောနော်သူတို့ရဲ့အင်အားတွေပို့နေတယ်ဆိုတော့ခုနကတိုင်းသားနေမြေပြီးရင်ကျွန်တော်တို့ပြည်ရဲ့စုမှုရေးနေမြေပြီးအဲပြီးရင်ရခိုင်ပြည်နယ်လို့ပေါ့နော်တမျိုးလုံးတနိုင်ငံဒီရခိုင်ပြည်နယ်တပြည်နယ်လုံးပေါ့နော်ပါသွားနေနေမြေပြီးရင်ကယားပြည်နယ်လို့နေမြေတွေကိုသူတို့ကအဓိကထားပြီးတော့အင်အားတွေကိုစေလွတ်နော်စေလွတ်နေရရှိတယ်။ဂျန်နယ်မျိုးရွာတွေကိုတော့ခုနကကျူစော်တီရင်နေပဲလွတ်ပေးထားတာနော်။အာဒါကြောင့်မလို့သူတို့ရဲ့အင်အားသူတို့ရဲ့အင်အားလိုရချက်လို့ဖြည့်ဆည်းနိုင်ခဲ့တယ်ပေါ့နော်။ဖြည့်ဆည်းနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကောင်တွေကဒါ တော်တော်ကိုအရေးပါတဲ့နေရာမျိုးမှာရှိနေရပါတော့ဒါပေမဲ့လည်းကျွန်တော်တို့ဒီ YouTube ပဲအလွန်ကာလတွေနောက်ပိုင်းပေါ့နော်သူတို့အနေနဲ့ပေါ့နော်ဟိုနည်းနည်းလေးပေါ့နော်ထိန်းချုပ်လေးရတဲ့အနေအထားမျိုးရှိလာပြီဆိုရင်တော့ခဏကအဲသူတို့အသုံးချထားတယ်ပေါ့နော် view sorty တွေအ channel တွေရပါတော့အဲ့ချိန်ကျောင်းမှာသူတို့အေးယူမှုတွေထောင်ချတာတွေပေါ့နော်တတ်တာဖြတ်တာတွေသူတို့လုံးလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အခုချိန်မှာတော့ဒါလွတ်ပေးထားပါတော့လွတ်ပေးထားတာအရန်ဘူးအောင်တိုက်ပြီးပေါ့နော်လွတ်ပေးထားတယ်ဒါပေမဲ့နည်းနည်းပြေသွားတဲ့အချိန်သူတို့အနေနဲ့ပေါ့နော်အုတ်ချိုးလို့အဲ့ဒီနယ်တွေကိုပြန်ပြီးတော့ ဟိုအုပ်ချုပ်ခွင့်ရတဲ့အချိန်ကျရင်တော့ဒီလူတွေကိုဒါပြန်ပြီးတော့ဒုက္ခပေးမယ်သဘောတော့ရှိတယ်။ဒါရရှိမှလည်းဒါရကရရှိရမှာနော်။ဒါရကရရှိရသူတို့အုပ်ချုပ်လို့ရတဲ့အချိန်ကျရင်ဒါတကူချူတွေလာဆိုပြီးတော့ထောင်ထဲပြန်ထည့်တယ်နော်။ထောင်ထဲပြန်ထည့်တယ်အဲနှိမ့်ဆက်တယ်ပေါ့နော်နောက်ဆုံးသေသွားရင်တော့ဘာမှမသိလိုက်ဘူးဒီလိုမျိုးအခြေအနေမျိုးတို့ပြန်ဖန်ပြီးမဲ့နေသားမျိုးတော့ရှိရဲအခုချိန်မှာတော့တို့တုံးချကောင်းလို့တုံးချရဲပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီ စစ်ပွဲရဲ့သဘောကတော့ဗောနော်အတူအဆုပ်အဲရှိကြတယ်လို့ဆိုကြပါတယ်ဒီရှုပ်ရှုပ်ကိုဖြူလဲမရနိုင်တော့ဘူးဆိုတဲ့အယူအဆကလည်းအမြင်ရှိတယ်လို့ထင်ပါတယ်ဗောနော်ရှုပ်ရှုပ်ပြိုလဲနိုင်တဲ့အခြေအနေကိုပြန်ရအောင်သွားလို့ရသေးရဲ့လားဗောနော်ဥပမာဒီတစ်တုံညာနှစ်ခွန်စစ်စင်ကြီးကာလတုန်းကလိုမျိုးပြိုလဲလူနီးနီးဖြစ်နေတဲ့အခြေအနေကိုတွန်းပို့နိုင်အောင်လားဗောနော်ဒါလေးလည်းကျွန်တော်ဆွေးနွေးပေးပါဦးခင်ဗျာဟုတ်ကဲ့ အဲစေးစေးရတယ်ကျွန်တော်ပြောခဲ့ရပါတော့နော်စေးအုပ်စုကိုပြိုလဲဟောပြလိုက်လားဆိုတော့ကျွန်တော်တို့ပြိုလဲခဲ့ပြီးပူးတယ်ပေါ့နော်ပြိုလဲခဲ့တယ်ပြိုလဲခဲ့တယ်တော်တော်လေးပြိုလဲမဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော်တတုံညာနေကုန်ကိုကြည့်လိုက်ပြီဆိုတော့တော်တော်လေးကိုသူတို့ပြိုလဲတဲ့အနေအထားမျိုးရှိတယ်အဲတိုင်းတစ်ခုလုံးပေါ့နော်တာဂက်ဖိုင်တစ်ခုလုံးအဲဒါပြိုလဲသွားတဲ့အနေအထားမျိုးရှိတယ်အိုင်မီနယ်ဘက်ကိုကျွန်တော်တို့အဲကြည့်လိုက်ပေါ့နော်ဒီခိုင်မီနယ်ဒီနယ်လုံးကိုဒီနယ်လုံးနှီးပေါင်းပေါ့နော်တက်ခိုက်သိမ်းပိုင်းတယ်ဘာလဲဆိုတော့ ကိုကဲအုပ်ချုပ်မှုပေါ့နော် COC တခုလေးအောက်မှာတွားတယ်။တွားတဲ့ချိန်မှာလည်းအားလုံးကညီညီညွတ်ညွတ်နဲ့ခြေတက်ကြရဲပေါ်လာကြရဲလှုပ်ရှားကြရဲပေါ့နော်။ပြီးရင်သတင်းတွေထုတ်ပြန်တဲ့အချိန်မှာလည်းကျွန်တော်တို့အ ਨੇ ဆုံးပေါ့နော်၃ရက်လောက်ကြာလာမှဒါကျွန်တော်တို့သိရကြတယ်သိကြတာများတယ်အမ်မြူကြီးအမ်ကိုတိုက်ခိုက်လိုက်ပြီးကျွန်တော်အားလုံးကဟောပြတဲ့အမ်မြူကြီးကိုအာပြီးတော့ပါပြီတိမ့်မိုက်ယူလိုက်ဆိုအားလုံးသိတယ်ဒါပေမဲ့ထုတ်ပြန်လာတော့မထုတ်ပြန်အောင်နောက်၃ရက်လောက်နေကြမှတရားဝင်ဒါကိုတိမ့်ပိုက်ပြီးပါပြီဆိုတော့ထုတ်ပြန်တယ်ဘာလဲဆိုတော့သတင်းကိုဒီလိုမျိုးထုတ်ပြန်တာရှိတယ်ပေါ့နော်အဲ ပြောမယ်ဆိုရင်တိုက်ပွဲတိုက်ပွဲတိုင်းကိုကျွန်တော်တို့ကြီးကအာငါတို့တိုက်တော့မယ်နော်ဆိုပြီးတော့စပြီးတော့ကြီးညာလို့မရဘူးနော်ဒါဒါကျွန်တော်တို့ကမ္ဘာစစ်မှာတော့ကမ္ဘာကမ္ဘာစစ်ပွဲကြီးတွေမလို့ဒါယူကရိန်းနဲ့ရုရှားကိုတိုက်တော့မယ်ဆိုရင်ဟာတိုက်ပြီဆိုပြီးတော့ဒါကြီးညာကြတာဘာလဲဆိုတော့နှစ်ခုလုံးကနိုင်ငံနိုင်ငံတကာရဲ့စစ်ပွဲကြီးကိုနိုင်နိုင်ငံတစ်နိုင်ငံရဲ့စစ်ပွဲကြီးကျွန်တော်တို့ကအဲ့လိုမျိုးကျွန်တော်တို့ကြီးကဘာလဲဆိုတော့လက်နက်ခင်းရန်အနေနဲ့ကျွန်တော်တို့ကပြည်သူမှုမရှိဘူးပြည်သူလူထုရဲ့အားကိုကျွန်တော်တို့ကယူနေရတယ်ပြည်သူလူထုလူတွေဟာပေါ်မှာကျွန်တော်တို့ကလက်နက်ခင်းရန်ဝင်နေရတဲ့အချိန်ကြီး ရလက်နဲ့ခရရမရှိသေးတဲ့လူတယောက်ရဲ့စာဝတ်နေရေးဆိုတာလည်းရှိသေးရပေါ့နော်စာဝတ်နေရေးကိုလည်းကျွန်တော်ဖြည့်ဆည်းနေရတယ်။ဘာလို့လဲဆိုတော့ဒီလူထားတဲ့ပြည်သူတွေကနေပြီးတော့မှလူထားတဲ့အလူငွေတွေကပဲကျွန်တော်တို့ကအာစားတောက်နေထိုင်ရတယ်၊သွားလာလှုပ်ရှားရတယ်ပြီးရင်လက်နဲ့ခရရနေဝေယူဖြည့်တင်းရတယ်ပေါ့နော်လူတယောက်လာစားမရရင်တော့မှဒီဟာလေးတွေကတော့ကျွန်တော်တို့ကသွားနေရတာရှိတယ်။အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့တွေကလက်နဲ့ခရရဖြုံးပြီး တဲ့ပုံစံမျိုးမဖြစ်ဖို့အရေးကြီးရယ်ပေါ့နော်တိုက်ပွဲတစ်ပွဲကိုကျွန်တော်တို့ကဆင်နွှဲနေရုံလူကြားကောင်းရုံပေါ့နော်အဲပြီးရင်ဟိုပြည်သူတွေမိုတီတက်ရုံလောက်ပဲဟိုမိုင်းလေးဆွဲပြီးတော့ပေါ့နော်အပြစ်ခတ်ပြီးတော့မှအဗနယောက်သေးတယ်ဘဲဝါသေးတယ်ဆိုတာဒါကြီးကဟိုကြောက်ကြစနစ်မှာတော့ကောင်းတယ်ပေါ့နော်ကြောက်ကြစနစ်မှာတော့ဒေါင်းတောင်းနိုင်ပြစ်ပြီးတော့ဖြစ်နေတယ်ကျွန်တော်တို့ကဘယ်လိုသွားမှာလဲပေါ့နော်တမယိုးကြောက်စနစ်နဲ့ကျွန်တော်သွားမှာလားဆိုရင်ကျွန်တော်တို့တွေတကယ်တမ်းပေါ့နော်အခုချိန်ကာလကတကယ်တမ်းကဟိုတူတိုက်ကိုတိုက်ပေါ့နော်ဒီအချိန်လေးကို သွားသိပြီလို့ကျွန်တော်ယူဆမိတယ်ဗျာဒါပေမဲ့လည်းကျွန်တော်ကလည်းလက်ခံရမပြည့်စုံသေးတဲ့အကြောင်းမျိုးခဏကကြောက်ကြစနစ်ကိုသွားနေရဘူးနော်သွားနေရသွားနေရအချိန်ဒီမှာလည်းကျွန်တော်ကြီးမဖြုံးမိဘူးဗျာအရန်ကိုအရေးကြီးပါတယ်ကြီးမဖြုံးမှုပြောအရေးကြီးတယ်ပြီးရင်အရန်ပေါ့နော်အချိန်ကြီးကိုအရန်ဆွဲတန့်ထားတယ်လို့မဖြစ်အောင်လည်းကျွန်တော်တို့ view site ဖို့အာလိုတယ်လို့ကျွန်တော်ကတော့မြင်မိရပါတော့အဲ့လိုမျိုးအခြေအနေမျိုးမှာကျွန်တော်တို့ခုနကပေါ့နော် စစ်တပ်ကိုဒါမဖြိုလဲနိုင်ဘူးလားစစ်တပ်ကပြန်ပြီးတော့ဗောနောအားကောင်းလာပြီလားလို့တော်တော်များများကတွေးကြတာရှိတယ်ဗောနောအဲတချို့အရာတွေမှာကျွန်တော်တို့ဟိုတွေးတွေးကြည့်အောင်ဗောနောတွေးကြည့်အောင်ဆိုတော့မလဲဆိုတော့စစ်တပ်ကသူ့ရဲ့ဗောနောဒီခုလက်ရှိအစမ်းမစစ်တပ်ကသူ့ရဲ့ရှုံးနေမှုတွေပြောရမှာသူကအငြင်းတန်းတင်ကန်းစာရှိပြီဗောနောတင်ကန်းစာရှိပြီအဲကျွန်တော်တို့ဒီတစ်ထဲမှာရှိအောင်ဆိုတော့တိုက်ပွဲတစ်ခုပြစ်ပြီးသားရေးဆိုရင်မလုပ်ရလဲဆိုတော့ကျွန်တော်ဒီတိုက်ပွဲမှာဗောနောဘယ်လိုတွေတိုက်ခဲ့တယ်အရှုံးမြတ်တွေကိုကျွန်တော်တို့တွက်ချက်ပြီးတော့ တင်ကန်းစာပေါ်ထုတ်ကြရတာပေါ်ထုတ်ကြရတယ်ဒီလိုပဲတက်ကလည်းသူတို့တီဘောကိုဆုံးရှုံးနေနောင်ချိုဆုံးရှုံးနေလာရှုကိုဆုံးရှုံးနေဒီလိုဆုံးရှုံးပြီးတဲ့အချိန်မှာသူတို့ကတင်ကန်းစာပေါ်ထုတ်ကြရဲဒီရာကိုပြန်ပြီးတော့မဆုံးရှုံးအောင်သူတို့ဘလောက်ကဝေရမလဲဆိုရဲအားတွေကိုသူတို့ပြန်ပြီးတော့လုတ်ကြတယ်ဘာလို့လုတ်ကြလဲကျွန်တော်ဒီရာပြောတော့ဗောနော်စစ်တပ်ကဘလူတော်တယ်တက်တယ်ဆိုပြီးကျွန်တော်ပြောလို့ရင်မဟုတ်ဘူးနော်တင်ကန်းစာယူတင်တဲ့နေရာမှာကျွန်တော်တင်ကန်းစာယူကိုယူရမယ်ဗောနော်ယူရမယ်နောက်တချို့နေရာတွေမှာဗောနော်ရန်သူကိုကျွန်တော်တို့ကဟိုအထင်လဲ မကြည့်အထင်းလည်းမသိမိဘူးလေလို့ရပေါ့နော်အာဒီ last show ကြီးကြာသွားတဲ့အချိန်မှာတို့ဘာလို့လဲဆိုတော့တောင်ကြီးမှာနော်တောင်ကြီးမှာတို့ရဲ့ရှေးပိုင်းတိုင်းစစ်ဌာနချုပ်ဆိုပြီးတော့ရုံွယ်လေးဖွင့်ပြီးတော့အဲ့မှာဘူချုပ်တယောက်ထိုင်ထားတယ်ဇန်နေဝါရီရှိရဲ့လုံးဝဟန်မပြတ်ဘူးနော်ဟန်မပြတ် last show ကိုပြန်ပြီးတော့ရတယ်ဆိုရင်တို့ချက်ချင်းဝင်လို့ရအောင်ရုံးနေကိုဆက်ပြီးတော့တောင်ကြီးမှာစိုက်ထားရပေါ့နော်ဒီလိုပဲနောင်ဆိုတို့ဘာလို့ကြာကြမှာအဲ့မှာရှိရင်တရင်တွေကိုတပြက်မန္တလေးတို့ဘာလို့အဲ့လိုမျိုးအနည်းဆုံးနေရာတွေမှာ ီဦးလင်လိုနေရာမျိုးတွေမှာသူတို့ပြန်လေးပြီးတော့စုဖွဲ့တာစုဖွဲ့တာအသင်းစုဖွဲ့တာအခုကျွန်တော်တို့လာရှုပ်ကိုရတဲ့အချိန်မှာဆက်ချင်းတိုင်းစစ်တပ်နာချုပ်တွေကိုဆက်ချင်းဝင်နိုင်တယ်ခုနကတိုင်းမှုတွေဆက်ချင်းကိုအကောက်ပြီးတော့ဝင်နိုင်တဲ့အနေအထားမျိုးရှိတယ်အသင်းပြင်ထားတာပဲနော်အသင်းပြင်ထားတယ်သူတို့မှာသင်္ကန်းလောက်ဖော်ထုတ်တာရှိတယ်ကျွန်တော်တို့စီမှာကြတော့အခုဖြစ်ပြီဆိုရင်ဘယ်နော်ဖြစ်တဲ့အချိန်မှာသင်္ကန်းစာမယူကြဘူးနော်သင်္ကန်းစာမယူကြဘူးအဲနောက်ပြီးကျတော့ဒီလိုမျိုးပေါ့နော်အလားတူဖြစ်နေတော့ဘုံကျဲလို့ကျွန်တော်လူစုလူဝေးမှာဘုံကျဲခံရလို့ အာတည်ဆုံးကြရတယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့သင်ကန်းစာယူလာလားဆိုတော့မယူနောက်ထပ်ကျွန်တော်လူစုလူဝေးလောက်ကြရတယ်ဒီထဲမှာလည်းကျွန်တော် land story ပါနိုင်တယ်လို့လေချောင်းကင်းထောက်တွေလည်းရှိနေတယ်ဘောနော်စတက်ကဘယ်တော့မှချက်ချင်းပုံကြီးတာမရှိဘူးအနည်းဆုံးဒီ UAB နဲ့တို့လှည့်ပတ်ကြည့်တယ်ဒီနောက်မှာလူစုလူဝေးရှိရအောင်ကြည့်ပြီးတော့မှနည်းနည်းလေးကြာပြီးဆိုတော့မှလူတွေဘောနော်ခုနက UAB နဲ့လှမ်းပြီးတော့ကြည့်ရဲ drone တွေနဲ့တို့ကင်းထောက်တယ်ဘောနော်ထောက်တဲ့အချိန်မှာကျွန်တော်တို့ဘာမှ အဲလူတွေကဒီတရနေ့ရက်လောက်လာကြည့်ရတဲ့အချိန်မှာဩဒီဟိုင်းမဲ့ပြန်လာဖြစ်မှာပါဆိုပြီးတော့အတွေးဝင်ပြီးတော့ပို့ဆောက်ရတဲ့အချိန်မှာတို့တွေကဘုံကျဲကြအများကြီးပဲနော်ဘုံကျဲကြအများကြီးအဲဒါကြောင့်မလို့ကျွန်တော်တို့တွေကအဲတချို့နေရာမှာသင်ကန်းစာယူတင်နေပေါ့နော်လူစုလူဝေးမလုပ်တင်တဲ့နေရာမှာလည်းလူစုလူဝေးမလုပ်ဖို့ပေါ့နော်ဒါမျိုးလေးတွေလည်းအဲရှိတင်နေလို့ကျွန်တော်တို့စမ်းမိရဲ့ဒါပေမဲ့တခုရှိရပါလဲဆိုတော့စတက်ကိုမပြုလဲနိုင်ဘူးလားဆိုတော့ပြုလဲနိုင်တယ်အနည်းငယ်ညာ ာဒီမှာတော့လေဒီမှာတဲ့ဒီဘော်ဒီကျွန်တော်တို့ခေါင်းဆောင်နေရတယ်အကုန်လုံးတိကြတိကြစူးစမ်းနေကြတော့မယ်နော်စူးစမ်းနေသေးပဲတပ်ပေါင်းစုဆိုတာတော့နော်ဒါ COC နောက်ဆုံးပေါ့နော်ဒီမန်မာနာကြီးအဲဒီဘော်ဒီပေါ့နော်စိတ်ထဲမှာမထားလို့ပဲနေဟုတ်ပြီငါအနေနဲ့ဒီထဲကိုဝင်လိုက်မယ်ဆိုရင်မဖြစ်လဲ အလုံးဝဒီဒေါ်လာဒီအာနာရှင်ကိုဒေါ်လာနဲ့ချက်ချက်ကြောင်းမလို့နော်တစုတစည်းရဲ့နဲ့သွားနိုင်မယ်ဒါတပေါင်းစုအနေနဲ့သွားနိုင်မယ်ဆိုရင်တော့ဒါအကောင်းဆုံးပဲလို့ကျွန်တော်ယူဆမိတယ်ဒီလိုတပေါင်းစုမှမစုဖွဲ့နိုင်အောင်ဆိုရင်တော့ကျွန်တော်တို့ရဲ့အာဒီဘောနော်လားရကြီးကတော်တော်လေးကိုဟိုဘောနော်စိုးရိမ်စရာကောင်းတယ်ဗောနော်စိုးရိမ်စရာကောင်းတယ်ဒီတပေါင်းစုကြီးသာစုဖွဲ့နိုင်ပြီးတော့ဗောနော်တပေါင်းစုဆိုတာကျွန်တော်တို့အမြဲတမ်းတပေါင်းစုတပေါင်းစုဆိုပြောတာနောက်ဆုံးပေါ့ဗျာဟို COC တခုရဲ့အောက်ကနေပြီးတော့ဒီအမိတ်စီစဉ်မှုတခုတွေကနေပြီးတော့မှ တေချာသွားနိုင်မယ်ဆိုရင်ကြီးကြီးလေးလေးနဲ့သွားနိုင်မယ်ဆိုရင်ပေါ့နော်အာဒါတက်ကိုတက်နဲ့တိုက်မှနိုင်မှာဖြစ်တဲ့ကြောင့်ပေါ့တက်ကလည်းတက်နဲ့တူနေရတယ်ပေါ့နော်ကျွန်တော်ဒီဟိုစစ်တက်လိုပဲကျွန်တော်တို့ကလည်းဒီစစ်တက်နဲ့တူနေမှသာဒီစစ်တက်ကိုကျွန်တော်တို့ကဖြိုလဲနိုင်ပေါ့နော်ဖြိုလဲနိုင်မှာဒါကြောင့်မလို့ဟိုပေါ့နော်အာတပေါင်းစုမြန်မြန်ဖွဲ့ပြီးတော့လိုလိမ့်မယ်လို့ကျွန်တော်တို့အမြင်မိရဲ့အဲ့လိုမျိုးအခြေအနေမှသာဒါစစ်တက်ကအခုအခြေအနေကနေပြီးတော့မှလဲပြုတ်နိုင်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဟိုဒီဇိုင်းနဲ့တိုက်ရင်တော့အာ ဒီတိုင်းပဲပေါ့နော်ဒီတိုင်းပဲသူတို့ကိုပေါ့နော်ဟိုနာကျင်အောင်လုပ်တော်မူပဲနဲ့ဟိုပျက်စီးအောင်လုပ်တော်မူပဲနဲ့ကျွန်တော်တို့ကတော်တော်ရန်ဆနေတယ်လို့ပဲဖြစ်နေလိမ့်မယ်ပေါ့နော်ဟုတ်ကဲ့โอเคပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုလို့ကျွန်တော်တို့ဖြည်းဖြည်းစုံစုံဖြေကြားပေးရတော့လဲကျေးဇူးအထူးတင်ရှိရပါတယ်။နောင်ခါခွင့်တင်နေဆိုရင်လည်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုထပ်မံကြော်လန်းခဲ့ပါအောင်လို့ဖိတ်ခေါ်ပြရစီပါခင်ဗျာ။သောရရှင်မိဘပြည်သူများခင်ဗျာနောက်ပတ်ဒီမှာလည်းကျွန်တော်မောင်တုံညာကဘလိုမျိုးပုံစံတွေကိုဖိတ်ခေါ်မြင်ရတက်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ပေးကြပါအောင်လို့ ောကြရင်လည်းအားလုံးကိုနှုတ်ဆက်လာပါရခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ